မြရီမျိုးကအကြီးဆုံးအွန်လိုင်းငွေလင်းလုပ်ငန်းနေရာတစ်ခုဖြစ်တဲ့ KK ပါဟာ KNU ခေါင်းဆောင်ပိုင်းတွေငှားရမ်းထားတဲ့မြေနေရာဖြစ်ပြီး KNU နဲ့ဆက်နွယ်နေတဲ့ဆိုတော့ဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတဲ့အကြောင်းအရာတွေကိုစစ်ဆေးပေးပါမယ် subscriber 38000ကျော်ရှိတဲ့မိုင်းဝေကြော်စွာ Telegram channel နဲ့ subscriber 68000ကျော်ရှိတဲ့ Snowquin Telegram channel တွေက ခေခေပတ်ကိုစက်အုပ်စုကဖြိုချဖျက်ဆီးနေတဲ့ဓပုံနဲ့ဗီဒီယိုဖိုင်တွေကိုအသုံးပြုပြီးခေခေပတ်ကြားဖြတ်လုပ်ငန်းဟာခင်းညို့အဖွဲ့လုပ်ငန်းဖြစ်တယ်လို့ရေးသားဖော်ပြနေကြပါတယ်။ Telegram အပြင်တခြားဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာပါစစ်လော်ဘီတွေကခေခေပတ်မြေနေရာဟာခင်းညို့တပ်ဖွဲ့ငှားရမ်းထားတဲ့မြေဖြစ်တယ်လို့စာချုပ်စာတမ်းတစ်ခုနဲ့အတူဖြန့်ဝေထားပါတယ်။မြေငှားစာချုပ်အသုံးပြုဖြန့်ဝေထားတဲ့အထက်မှာစစ်အုပ်စုရဲ့ပြန်ကြားရေးဌာနကပါဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့မြေငှားစာချုပ်ကိုစစ်ဆေးကြည့်ရမှာ2020ခုနှစ်ဖေဖော်ဝါရီလတုန်းကချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တာကိုတွေ့ရပါတယ်။ထပ်မံအတည်ပြုဖို့ကိုကဲမှာမူလအိအလင်းကုမ္ပဏီဆိုတဲ့နေရာကိုထပ်မံရှာဖွေကြည့်တဲ့အခါမှာသက်ဆိုင်တဲ့သတင်းတွေကိုလွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းမီဒီယာတွေမှာရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။အေကတရာမြေကွက် Trans Asia International Holding Group Thailand Company Limited နဲ့ပူးပေါင်းချုပ်ဆိုထားတဲ့မူလအိအလင်းကုမ္ပဏီဟာ 2022ခုနှစ်ဒီဇင်ဘာလကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းမီဒီယာတွေမှာရေးသားဖော်ပြထားကြပါဗျ။ဒါ့အပြင်ခခေပတ်အွန်လိုင်းကြားဖြတ်လုပ်ငန်းတွေကခင်းယူနဲ့မသက်ဆိုင်ကြောင်းခင်းယူအလုံအမှုဆောင်ကော်မတီကအောက်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒါ့အပြင်2023ခုနှစ်မှာလည်းခခေပတ်နဲ့ခင်းယူမသက်ဆိုင်ကြောင်းစာထုတ်ပြန်ထားပါသေးတယ်။ဒီအကြောင်းအရာကိုထပ်မံအတည်ပြုနိုင်ဖို့ခေခေပတ်ကိုရှာဖွေကြည့်ရမှာ။ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ KKP ဟာစစ်ကော်မရှင်နဲ့ဆက်ဆက်နေတဲ့ကရင် BGF အပါအဝင်လက်နက်ကင်အများပြားလှုပ်ရှားနေတဲ့နေမြေဖြစ်ပြီး BGF ကလုံခြုံရေးယူပေးနေတာကိုသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ကြားဖြတ်လုပ်ငန်းလှုပ်ဆောင်နေတဲ့ KKP စီမံကိန်းအတွင်းကအဆောက်အုံတချို့ကိုအော်တိုဘတ်23ရက်နေ့ကစပြီးစစ်ကောင်စီတက်နဲ့ကရင်နယ်ခြားစောင့်တပ် BGF တို့ကဘုံခွဲဖြက်စီးခဲ့တယ်လို့ဖော်ပြထားကြပါဗျ။ဒီလိုလှုပ်တာဟာ စစ်ကောင်စီတပ်ကနိုင်ငံတကာမှာကြားဖြတ်လုပ်ငန်းနဲ့မပတ်သက်ဘူးဆိုတာကိုပြသခြင်းလို့ဖြစ်တယ်လို့လည်းသတင်းမီဒီယာတွေကရေးသားဖော်ပြထားကြပါတယ်။ဒါအပြင် Justice for Myanmar နဲ့ United States Institute of Peace အပါအဝင်အဖွဲ့အစည်းတွေရဲ့သုတေသနမှတ်တမ်းတွေမှာကရင်ပြည်သူစစ်အဖွဲ့တွေကအကြီးအကျယ်ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ဖော်ပြထားကြပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာနိုင်ငံတကာအမြင်မှာကြားဖြတ်လုပ်ငန်းနဲ့မသက်ဆိုင်သရာပြသခြင်းတာကြောင့်ခေခေပတ်အဆောက်အဦတွေကို ဖြက်စီးပြနေတဲ့အပြင်သူတို့လောက်ရက်ကိုလွှဲချလက်ဆောင်ကျင်တာကြောင့်ဖြစ်စဉ်စာချုပ်အဟောင်းကိုအသုံးပြုပြီးရေးသားဖြန့်ဝေနေတဲ့တည်င်းအမှားတွေကိုသတိပြုကြဖို့စီစစ်တင်ပြလိုက်ရပါတယ်။